အပြာမဲဦးမူစကူဒူးကျင်ကြောင်းတွေစာပို့ခဲ့လို့အဆက်ကွဲနေရတဲ့အထံကောင်လေးလမိုင်းရမဲရမဲကတော့ကွင်းထဲမှာခြေစွမ်းပြအောင်မကကွင်းပြင်မှာလည်းခြေစွမ်းပြနိုင်တဲ့သူပါကွင်းထဲမှာဂိုးသွင်းကောင်းသူကွင်းပြင်ပါမှာလည်းတော်တော်လေးဂိုးသွင်းနေတဲ့ကောင်းပါပဲအခုလည်းရမဲကအသက်ကြီးကြီးဘော်ဒီတောင်းတောင်းမမကြီးတယောက်ကိုဂိုးသွင်းလေးချင်းမို့အတွက်မထိန်နိုင်မသိနိုင်ဖြစ်နေကြအောင်ပို့ထားတဲ့စာတွေကိုကာကန်ရှင်မမကြီးကလော်ဒီယာဘာဘဲကိုတိုင်ကအများရှိမှဖတ်ပြလိုက်တာကြောင့်ရမဲလည်းမျက်နှာဘဲနာသွားထားမှမသိဖြစ်နေခဲ့ပါဘူးရမဲကကလော်ဒီယာကိုတားပြောမရပြောတွေသွားပြောထားတာပါ လော်ဒီယာဆိုတာလည်းနည်းနည်းရမိမမျိုးတော့လည်းမဟုတ်ပါဘူး။သူမငယ်စဉ်တုန်းကဆိုရုပ်ရှင်ဇာတ်ကားတွေများစွာမှာပါဝင်သေုပ်ဆောင်ခဲ့ပြီးတော့ပူရိတာပရိသတ်တွေအားပေးဝန်ရမှုတွေတခဲနဲ့ရရှိထားခဲ့သူပါ။ပူရိတာပရိသတ်တွေအားပေးကြရဲဆိုတော့ဘောရာလည်းသဘောပေါက်လောက်ကြမှာပါ။ဟုတ်ပါတယ်ကလော်ဒီယာကမြန်မာဘောကားတွေမှာသေုပ်ဆောင်တာမဟုတ်ပါဘူး။အပြာဇာတ်ကားတွေများစွာမှာပါဝင်သေုပ်ဆောင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီမမယူစားဖို့ဝါဖို့ဂိုးသွင်းဖို့ဆိုတော့ရမဲက WhatsApp ကနေတဆင့်စာတွေသွားပို့ခဲ့တာပါ။ဒါကကလော်ဒီယာ TV show တစ်ခုမှာဖတ်ပြသွားခဲ့တာကြောင့်ရမဲလည်းအဆက်တွေပြန်ပြန်ကွဲနေရပါပြီ။ ရမဲကဘာပြောလဲဆိုတော့ကျွန်တော်ယူလာပါလားကျွန်တော်တော်တော်လေးဖြစ်နေပြီလို့စာပို့ခဲ့ပြီကလော်ဒီယာကအဲ့ဒါမလုံးလားဟဲ့ငါကနေတဲ့ဆက်တနေတောင်ကြီးတာနော်ကောင်းလေးနေတာမတွေးဘူးလားလို့ပြန်ပြောခဲ့ပါလေရမဲအမဘာမှဖြစ်ပါဘူးဒါကကျွန်တော်တို့ကပြီးပြီးစုံပါလေလို့ပြန်ပြောလာခဲ့ရမှာကလော်ဒီယာကတကယ်လို့ငါဖန်းခံရနေထောင်ထဲကထုတ်ပေးမှလားလို့ပြန်မေးပါလေဆိုလိုတာရမဲကအသက်မပြည့်သလိုရမဲနဲ့ဘာညာညာလှုပ်လိုက်မယ်ဆိုရင်ဒီမအနေနဲ့အလိုမတူမှုနဲ့ဖန်းခံရင်ဘာလို့မှလဲဆိုပြီးတော့ထင်းငေါ်ပြောခဲ့တာပါဆရာသမားရမဲကလည်းဇွဲရတော့မလျှော့ပါဘူးပေါက်ကြီးကပြောမနေနဲ့ဗျာကျွန်တော်အသက်ကိုတွေးမနေပါနဲ့ဆိုပြီးတော့စာပြန်ပို့လိုက်ပါတော့လေ ရမယံတို့ကွင်းပြင်ပမှာလည်းဂိုးသွင်းချမ်းမို့ရာအနီးနဲ့ကြိုးစားနေတာဖြစ်ပါတယ်။ကေပိုရာတို့အထံကောင်လေးဝိုင်းပြီးတော့ထိန်းကြပါအောင်ဗျာ။